လူတည်နေပါတဲ့ဗုဒ္ဓဝင်ကျမ်းအရတကြံစင်သက်လာပုံတကြံဆိုတဲ့ယဉ်ကျေးမှုနဲ့အယူအဆတွေကိုဟိန္ဒူဘာသာရဲ့ယဉ်ကျေးမှုကနေစင်သက်လာရလို့လူအများစုကလက်ခံထားကြတာပါတချို့ဆရာတော်ကြီးတွေကတိုင်းတကြံနဲ့အတာအိုးရဲ့အဆဟာဟိန္ဒူအဖြစ်ကြောင်းဟောပြဆုံးမတာတွေလည်းရှိပါတယ်ဒါပေမဲ့လေလုံးဝအံ့ဩဖို့ကောင်းတာကမြမဗုဒ္ဓဝင်ကောင်းထုတ်ချက်မှာဆိုရင်လေတကြံပေါ်ပေါပုံရဲလို့ယူဆလို့ရတာတွေရှိနေပြီအဲ့ဒီအကြောင်းအရာတွေဟာဒီကနေ့တိုင်လူတည်နေပါနေစေဖြစ်ပါတယ် ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့တကြံအစဘရားလဲဆိုတာတွေကိုအပြေရှားပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တကြံဆိုတဲ့ဝဟာရဟာသင်္ကန်တားဆိုတဲ့ပါဠိဘာသာစကားသင်္ကန်တားဆိုတဲ့တက္ကရာဘာသာစကားတွေကနေဆင်းသက်လာတာဖြစ်ကပြောင်းရွှေ့ခြင်းလို့အဓိပ္ပာယ်ရတာတွေဆိုတာအလုံးသိကြပြီးမယ်လို့ထင်ပါတယ်။ဒါအပြင်ဖန်တရားတိနေတဲ့ကြာမင်းနဲ့ပြမမင်းဇလန်းကိုလည်းလူတိုင်းသိလောက်မယ်လို့ထင်ပါသေးတယ်။ အတူချုံပြီးပြောရမယ်ဆိုရင်တော့ခုနကမင်းနှပါအငင်းပွားရမှာတကြမင်းအနိုင်ရခဲ့ပြီးမြမမင်းကြီးရဲ့ဥကောင်းကိုရခဲ့တာပါ တံမိုးကြီးလာတဲ့မြမမင်းရဲ့ဥကောင်းကိုပင်လေတဲ့ကိုပြစ်ချမယ်ဆိုရင်ရေခမ်းမြေကြီးတဲ့ကိုထားမယ်ဆိုရင်လည်းမီလောင်လေတဲ့ကိုပြစ်မယ်ဆိုရင်လည်းတတဝါအလုံးမီလောင်ချမှာဖြစ်တာကြောင့်တကြမင်းရကင်ထားရတာပါနောက်ပိုင်းမှာတကိုးကြီးတဲ့နမင်းကြီးတွေကိုတနက်လင်တပါဥကောင်းကိုထိမ့်သိမ့်မှုအတွက်မိန်ကြခဲ့တာဥကောင်းကိုနမင်းကြီးတပါလက်ကနေတခြားနမင်းကြီးတပါလက်ထဲကိုကူပြောင်းချိန်ကိုပုံနာရိကာအတွက်ချမ်းပြီးအဲ့ဒီအကူပြောင်းကာလကိုသင်္ကန်တလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ် အရိကာလာမှာတရားမင်းဟာကောင်းမှုထွန်ကားဖို့နဲ့ဗုဒ္ဓသာသနာပြန်ပွားဖို့အတွက်လူပြည်စင်းလေးရှိတာမှတ်တမ်းတွေကိုလည်းမှတ်လေးရှိပြီးကောင်းသူတွေကိုရွှေပြည်လွှာမှာရေးမှတ်ပြီးမကောင်းသူတွေကိုခွေးတရေပရပိုက်မှာရေးမှတ်တယ်လို့အဆိုရှိပါတယ်။ဒါကဟိန္ဒူအယူဆအရတရားစင်းသက်လာဖို့အတူတူပါ။ဒါပေမဲ့လေတချို့ယူဆချက်တွေမှာဆိုရင်တော့တကြံဟာဗုဒ္ဓဝင်ကျမ်းတွေရာစံသက်လာရလို့လဲဆိုကြပြန်ပါတယ် တစ်ဖက်ကနေလည်းပြီးတွေးကြည့်မယ်ဆိုရင်တော့ဘေးရင်ပညာရဲ့အယူအဆအရကဘာကြီးရနေကိုလှက်ပတ်ခြင်းကိုမိသားရာတီကနေစကြည့်မယ်ဆိုရင်မေထုံလို့ခေါ်ပါတယ်။မေထုံကနေမယာတီကိုရောက်တဲ့အခါမယာဒီကိုရောက်တဲ့အခါသူရိယသိတ္တကျန်ရ365ရက်6နာရီ12မိနစ်38စက္ကန့်ပြည်ပါတယ်။ဒါကြောင့်တနင်္ဂနွေရဝီဖူလာဂျိုဆယ်မှမိတ္တရာတိစတုံညအင်တာကိုဝင်နေလို့သတ်မှတ်ပြီးတော့နှိဟောင်းကနေနှစ်သိက်ကိုကူပြောင်းနေလို့မှတ်ယူခဲ့ကြပါတယ်။ နားထောင်ရတာနည်းနည်းရှုပ်သွားတယ်ဆိုပေမဲ့လို့လည်းအရေးကြီးလို့ဆန္ဒထောင်စီကျင်သေးပါရဲ့နော်ဆိုတော့ခုနကဖေဒင်နေတိုင်းတွေ့ရမယ်ဆိုရင်နှစ်သက်ကိုအမှန်တကယ်ကူးပြောင်းတဲ့ချိန်ကနောက်ထပ်2ရက်4နာရီ5မိနစ်နဲ့စက္ကန့်40လိုပါသေးတယ် ဒါကြောင့်နေသွားရလမ်းကြောင်းကို12ရာသီကွယ်နဲ့ညှိနှိုင်းတွက်ချက်ပြီးတော့လာပြက်ကြိန်နဲ့တွက်မယ်ဆိုရင်မြန်မာတွေအတွက်တကူးလာမှာတကြံကြောက်ရတာဖြစ်ပါတယ်ဘုဒ္ဓဝင်ကျမ်းဂန်တွေရာအရိကာလာဟာဖျားရှင်ရဲ့မေတော်ဘက်ကအမျိုးတွေရှိတဲ့ဒေဝဒဟပြည်နေမင်းသားမင်းသမီးတွေရေကစားကြတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဖျားရှင်လက်ထက်တော်ကလေးကတကြံပေါ်ပေါက်နေပြီဖြစ်တယ်လို့ယူဆလို့ရပါတယ်။ဒလို့သားဆိုရင်တော့တကြံကစားခြင်းဟာမြမလူမျိုးတွေအတွက်ပုံမုံမုံမြတ်တဲ့ပွဲတော်တစ်ခုလို့တောင်ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်ပရိသတ်ကြီးတို့လည်းအခုပြောပြသွားခဲ့တဲ့ထင်မြင်ယူဆချက်တွေပေါ်မှာဘလို့ထင်တယ်လဲဆိုတာနဲ့ဒီနေ့တကြံရဲ့အမှတ်တရလေးတွေကိုအောက်ကကွန်မန့်လေးမှာပြောပြပေးကြပါအောင်နော်။ရှင်ဘို channel ကိုအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။